တရုတ်ပြည်မှာနာမည်ကြီးနေတဲ့ပန်းစီလိုမြန်မာပြည်မှာ surprise တိုက်ပြလိုက်တဲ့ဒီဆောင်တွေမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တရုတ်ပြည်မှာနာမည်ကြီးနေတဲ့ပန်းစီကြီးကြီးကိုကားကြီးနဲ့တင်လာပြီးတော့ surprise လုပ်တဲ့ train ကိုမြန်မာနိုင်ငံမှာတူယူကလိုက်လုပြလိုက်တဲ့ဇုံတွဲကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ယခုရက်ပိုင်း social media မှာမြင်တွေ့နေရတာကတော့ကားကြီးကြီးနဲ့တဲလာတဲ့ပန်းစီကြီးကြီးတွေလက်စော်ကြီးကြီးတွေကားတင်ကြီးတွေစတဲ့ရှားတွေကိုချစ်သူကောင်မလေးတွေ surprise လုပ်ပေးနေကြတဲ့အထမ်းဖြစ်ပြီးမိန်းကလေးတွေအများပြားကြားမှလည်းအားကြစရာဖြစ်နေကြတာပါ တရုတ်တက်တော့မှာနာမည်ကြီးနေတဲ့ဒီဆပ်ပရိုက်လုပ်တဲ့ဗီဒီယိုတွေဟာကမ္ဘာနဲ့အဝေါ်မှာနာမည်ကြီးလျက်ရှိနေပြီးဒီဆပ်ပရိုက်ကိုရရှိသူအမျိုးသမီးတွေကလည်းအားကျနေကြသူတွေများစွာရှိနေကြပါရည်ဒီလိုနာမည်ကြီးနေတဲ့ထွန်းကိုမြန်မာနိုင်ငံမှာပထမဆုံးလိုက်ပြီးတော့လှုပ်လိုက်တဲ့စုံတွေကတော့ဆယ်လီရုပ်ဆိုင်ပန်းရှင်ဖြစ်ကြတဲ့ Baby Baba Store ကစိုင်းပန်းရှင်ဇနီးမောင်နှံဖြစ်ကြပါရည် Baby Baba Store ရဲ့စိုင်းပန်းရှင်ဖြစ်ကြတဲ့မဆုမြတ်နိုးနဲ့ကိုမင်းမင်းတို့ဟာ သူတို့ဆိုင်ကအရုပ်တွေရောင်းချရဖို့တွေမားကတ်တင်းနေနဲ့ဟာသဗျူတွေရိုက်ကိုရဲ့နာမည်ကြီးလာခဲ့သူတွေဖြစ်ပါရင်ဒီလိုနာမည်ကြီးလာတဲ့တွေသူတို့ဖွင့်လှစ်ထားတဲ့ Baby Papa Store ဟာလည်းအောင်မြင်လာခဲ့ကအခုဆိုရင်ဆိုင်ကတွေဖွင့်လှစ်နိုင်တဲ့အထိကြီးပွားလာခဲ့ပြီပဲဖြစ်ပါရင်ဆိုင်ရှင်စနီးဖြစ်သူမဆုမြတ်တို့ကခင်မွန်ဖြစ်သူနဲ့ရံဖြစ်ကအိမ်ပေါ်ကဆင်းသွားတဲ့အတွက်ခင်မွန်ဖြစ်သူကစနီးဖြစ်သူစိတ်ဆိုးပြေဖို့အတွက်တင်းသုံးတောင်နီးပါတန်ကျေရှိတဲ့ကောင်းတဲ့ကြီးကိုတရုတ်ပြိုရီတွေကလိုအယုတ်တွေပူပေါင်းနေတဲ့အလှဆင်ကကားကြီးကြီးနဲ့ လမ်းတလျှောက်အသေးပြလာခဲ့ကဇနီးဖြစ်သူကို surprise တိုက်ခဲ့တာဖြစ်ပါတယ်။ခင်မွေးဖြစ်သူကိုမမင်းနေနဲ့ကာကအစရေကလင်မယားနှစ်ယောက်တွားရောက်လက်မှတ်ထိုးကဝေထားတာဖြစ်ပေမဲ့အခုခေစားနေတဲ့ထွန်းလီနဲ့တေချာပြင်စင်ကကားကိုပလာပို့စေပြီးဇနီးတဲ့ကိုစိတ်ဆိုးပြပါစေတော့ဆိုတဲ့စသားလေးရေးသားကဇနီးတဲ့ကြိုက် surprise လေးတိုက်ပြသွားတာပါ။ဒီဗီယိုကတဟုန်တိုးနာမည်ကြီးသွားခဲ့ပြီးတရုတ်ကဗီယိုတွေမှာလိုပဲဒီကားတဲ့ကြီးကိုယူလာတယ်။ နန္ဒရှဗီဒီယိုရိုက်သူတွေဓာတ်ပုံရိုက်သူတွေနဲ့အွန်လိုင်းပေါ်မှာများစွာပုံတွေတက်လာကြတာပဲဖြစ်ပါရည်။အားလုံးကလည်းဒီကားကြီးတည်ဆောက်လာတာကိုမြင်ရကဒီကားရဲ့ပိုင်ရှင်အမျိုးသမီးလေးကတော့အရန်ကိုကန်ကောင်းသူဖြစ်ကြောင်းမှတ်ချက်ပြုပြောဆိုတာကိုတွေ့ရတာပဲဖြစ်ပါရည်။သူတို့အနေနဲ့ဒီကားရဲ့ပိုင်ရှင်ကန်ကောင်းတဲ့အမျိုးသမီးလေးကနမဲကြီး baby papa တို့ပိုင်ရှင်အမျိုးသမီးဖြစ်နေခဲ့မယ်။ baby papa ကတက်လာတဲ့ဗီဒီယိုလေးကိုတွေ့မှသိရှိကြတာပါ။အချို့ကလည်းကာယာရှိသူမဲဆုမြတ်တို့အတွက်ထတ်တူဝမ်းသာပေးခဲ့ကြတာအရန်ကိုကန်ကောင်းတဲ့ ့မျိုးသမီးလေးလို့အားကျစွာပြောဆိုခဲ့ကြသူတွေရှိသလိုအချို့ကလည်းမြန်မာတွေကဒါမျိုးဆိုရင်တူခိုးမြန်နေ ကားကိုတူတူသွားဝယ်ထားပြီးတော့သူမသိပါဘူးဆိုတဲ့ခြာနေပိုရီလုတ်ပြားရီတအေးလုံးစီမဲ့ကားကိုပိုရီလုတ်ပြီးတော့နမေကြီးအောင်တမင်လုတ်တာရီးစားဘွားကဆိုရင်ဒါမျိုးဆပ်ပရိုက်ကိုလက်ခံရင်လက်ခံမင်းအိမ်အောင်တဲ့ဘွားမှာတော့သူပစံကိုပစံခွဲမရတဲ့အတွက်ကိုပစံအကုန်ခံပြီးဝယ်ရတာနဲ့တူတူပါပဲစသဖြင့်ဝေဖန်ပြောဆိုသူတွေရှိခဲ့ကြတာပါဘလို့ပဲဖြစ်ဖြစ်စိတ်ဆိုးနေတဲ့ချိန်မှာခင်မုန်းဖြစ်သူစီကဒီလိုပျော်ရွှင်အောင်လုပ်ပြီးတော့ချော်တာခံရရင်ဘယ်မျိုးသမီးလေးမဆိုပျော်ကြမှာတည်ကြပါပဲအခုလိုဆိုရှယ်မီဒီယာခေကြီးမှာယောက်ျားလေးတွေအနေနဲ့ညီညီလို့ မရတော့ဘဲကိုကောင်မလေးကိုမျိုးသမီးလေးကိုစိတ်ချမ်းသာအောင်အောင်မြင်ချမ်းသာမှာဝင်သုံးနိုင်မှရမယ့်အခြေအနေဖြစ်လာခဲ့တာကတော့အချို့ယောက်ျားလေးတွေအတွက်စိတ်မကောင်းစရာပါပဲနော်